ဘဝမှာအကျွေးတွေကအရန်ကိုနစ်နေပြီးအကျွေးတော်ကတန်တရာထဲမှာမျောနေပြီဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဖုန်းနံပါတ်တွေကင်ဆယ်တဲ့နေရာမှာအကျွေးတင်နေစေတဲ့ဖုန်းနံပါတ်တွေရှိသလိုအကျွေးကင်းစေတဲ့ဖုန်းနံပါတ်တွေဆိုတာရှိပါတယ်ဒါပေမဲ့ကိုကနေပြီးတော့အကျွေးကင်းစေတဲ့ဖုန်းနံပါတ်ကိုအသုံးပြုဖို့အတွက်တိပွားထဲမှာရှိနေတဲ့အကျွေးတွေ တင်စေတဲ့ဖုန်းနံပါတ်ကို သင်ကမစွလွတ်ရဲဘူးစွလွတ်ရမှာမဝတ်မရဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကတစ်အတွက်မဟုတ်ပါဘူးဒီဗီဒီယိုကအကျွေးတွေဘွားကလွတ်မြောက်ခြင်းနဲ့အကျွေးတွေဆက်ခြင်းနဲ့အကျွေးကင်းခြင်းနဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါပြီးလို့ရှိရင်ဒီဗီဒီယိုကိုမြင်တဲ့သူအပေါင်းလေးပဲအသက်လေးနေပြီးတော့ comment မှာငါအကျွေးကျေးပြီလို့ရေးပြီးတော့ share သွားလိုက်ပါ Okay ဒါဆိုလို့ရှိရင်ဆက်ပြောပေးပါမယ်ဘွားလေးဟာ အရန်ကိုမှစိတ်အေးချမ်းသာနဲ့နေတိုင်းခြင်းနဲ့အကျွေးတွေကင်းကျင်နေတယ်ဆိုလို့ရှိရင်တစ်အခုကင်ဆုံနေတဲ့ဖုန်းနံပါတ်လေးကိုတစ်ချက်လေးကျေစုပြုပြီးတော့စစ်ပေးပါ3331ဆိုတဲ့အတွဲတွေ2982ဆိုတဲ့အတွဲတွေ1871ဆိုတဲ့အတွဲတွေ9330ဆိုတဲ့အတွဲတွေ396639ဆိုတဲ့အတွဲလေးတွေကတင်ကင်ဆောင်နေတဲ့ဖုန်းနံပါတ်မှာတနည်းအားဖြင့်မပါဝင်နေတာလား ခဏန်းနံပါတ်တလုံးလုံးခုနကကျမပြောတဲ့နံပါတ်တလုံးလုံးပါဝင်နေတာလားဒါဆိုလို့ရှိရင်တိဘွားအကျွေးထဲမှာနော်နစ်ပြီးတော့တန်တရာလဲနေတော့မှာပဲအကျွေးများစေတဲ့ဖုန်းနံပါတ်အကျွေးတန်တရာမှာနစ်မျိုးစေတဲ့ဖုန်းနံပါတ်ကိုလူချင်းမရကင်ဆောင်မိထားပြီးကိုโอเคစမရေအကျွေးတွေကလည်းကင်းကျင်နေအကျွေးတန်တရာမှာလည်းမနေကျင်တော့ဘူးကျွန်တော်ဘွားကျမဘွားအကျွေးဘွားကလွတ်ကင်းကျင်ပါပြီဟဲ့ဆိုလို့ရှိရင်တော့သင်ကင်ဆောင်နေတဲ့ဖုန်းနံပါတ်ထဲမှာ ငါချောင်းချက်ငါတုံမဟုတ်ကိုချောင်းချက်ကိုတုံမဟုတ်နှိရှိရှိနှိတုံမဟုတ်ကရမ်းနံပါတ်ဒီလိုငွေဝင်ကောင်းစေတဲ့ငွေစွဲအားကောင်းစေတဲ့နံပါတ်တစ်လုံးလုံးတော့မှာဝင်ဖို့လိုအပ်နေပြီဆိုတာကိုသိသိရှိရပါမယ်တတိမမေ့ပါနဲ့ဒါပေမဲ့ ဒီလို653သမဟုတ်96 28သမဟုတ်18သမဟုတ်96သမဟုတ်69ဆိုတဲ့နံပါတ်အတွဲလေးတစ်ဖုန်ထဲမှာပါဝင်ယူနေတော့တင်အကျွေးဘွားကလွတ်မြောက်မှာလားဆိုတော့မဟုတ်ဘူးတက်ကြွန်းနားလေတဲ့ဆရာတွေပေးထားတဲ့နံပါတ်ဖြစ်ရမယ်ဒီနံပါတ်တွေကိုထားထားတူထားတဲ့နေရာ location လဲမှန်ရပါမယ်တည့်ရစိတ်ထားလေးလဲပြောင်းဖို့လိုပါတယ်အဲ့ခါကြလို့ရှိရင်တစ်ဘွားအေကန်မိုးချအကျွေးဘွားကလွတ်ကဲမှာဖြစ်ပါတယ်တစ်ဘွားဖုန်းနံပါတ်တလုံးပြောင်းလဲလိုက်တဲ့အချိန်မှာ အကံမုတ်ချအကျွေးတွေဘွားကလွတ်သွားမယ်စီဘွားရေးတွေအဆင်ပြေလာမယ်ခက်ခဲကြက်တဲတဲ့ဘွားတွေကလွတ်မြောက်မယ်ဆိုတာကိုတော့အာမခံပြောရဲပါတယ်သေဘွားအတွက်သင်အောင်မြင်မြန်ခြင်းပြီးအကျွေးတွေလွတ်ခြင်းပြီးဆိုလို့ရှိရင်စမနဲ့လာရန်တိုင်ပင်ဆွေးနွေးလို့ရပါတယ်စမခိုင်စုတီပါကျေးဇူး